ဟယ်လိုအားလုံးပဲမိင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။နီးပြအမူရင်းကတော့ Arsenal နဲ့တည်ကြတဲ့ပွဲအပြီးမှာသူ ပြောခဲ့တဲ့တချို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကျွန်တော်ရှိတယ်ပေါ့နော်။ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။အားလုံးပဲမိင်္ဂလာပါ။ဆိုတော့အမူရင်းကတော့ Arsenal နဲ့ပွဲစဉ်တည်ကြအပြီးမှာဒီနေ့ပွဲရဲ့ကစားပုံကပေါ့နော်။ဘာလို့များတခြားပွဲစဉ်တွေကောင်းနေရတာလဲပေါ့။ဒါကသူက အေးဒီဟာကဒီနေ့အတင်းရဲ့ဘောတော့ကပြိုင်ဘက်ကိုချင်းကတဲ့ပုံစံဟာကျွန်တော်တို့ low block ဆန်တဲ့ကစားပုံဖြစ်လို့ဘောနော် ပြိုင်ဘက်အတင်းရဲ့ခြေတဲ့ကိုကျွန်တော်ဘောလုံးပေးထားရတဲ့အခြေအနေမျိုးပေါ့ကျန်တဲ့ပိုင်းကြီးကတော့ကစားမားတွေဘက်ကကျွန်တော်ကြည့်ရင်စုစုစီစီကစားသွားနိုင်တယ်။နောက်ပြီးလို့ရှိရင်ကစားမားတွေရဲ့စိတ်တက်တွေလည်းကျွန်တော်ကောင်းကြတယ်။ဒါအပြင်ပေါ့နော်ခိုင်ခိုင်မာမာစိတ်စိတ်မစီစီလုံးလုံးနဲ့ကစားကြတယ်ပေါ့ဗျာ။ဆိုတော့ဒီဒီလိုကစားဖို့ထားပါတော့ဒီ mid block low block နဲ့ပေါ့နော်ကစားဖို့တံပြန်သွားဖို့စဉ်းစားခဲ့ဆုံးဖြတ်ခဲ့ရတာကတော့ လက်ရှိပွဲစဉ်တွေအရရဲ့ဒါအပြင်ဒဏ်ရာပြဿနာတွေကြောင့်လွဲချုံနေတဲ့ကစားမားတွေအပြင်လက်ရှိအသင်းမှာရှိတဲ့ကစားမားတွေပေါ်မူတည်ပြီးတော့ဒါဘောနော်ဒီပြိုင်ဘက်ကိုဘလို့ချင်းကံမလဲဆိုတဲ့ပုံစံကိုရွေးချယ်ရတာပေါ့လင်ဒီလောဆိုလို့ရှိရင်ကျွန်တော်ကြည့်ကြည့်ဘောနော်ပွဲတွေအများကြီးမကစားထားရဘူးဆိုတော့အခုဆိုလို့ရှိရင်သူပါတဲ့အခါကျတော့ ကျွန်တော်တို့ကလိုဘလော့နဲ့ကစားပွဲတွေဆုံးဖြတ်တဲ့အရာတွေကတကူဖြစ်သွားတယ်ပေါ့နော်ကက်စမဲရိုဆိုလို့ရှိရင်လည်းဒီလိုပဲပေါ့ကက်စမဲရိုကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစားခြင်းနဲ့ပြိုင်ဘက်ကို PRB ကစားတာတွေ position gain တွေနဲ့အဆင်မပြေတဲ့ပုံစံမျိုးသူပြောသွားတယ်ဆိုတော့ပြောချင်တာကကက်စမဲရိုဆိုလို့ရှိရင်အခုလိုမျိုး mid block low block နဲ့ပေါ့နော်ကောင်တာအထက်ကစားတာနဲ့ပို့ပြီးတော့တောင်မှတင့်တော်တယ်ပေါ့ဆိုတော့နောက်တစ်ခါဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်ဒီအခုလိုမျိုး low block ပုံစံပါညာမတူတဲ့ပုံစံနဲ့ပြိုင်ဘက်ကိုရင်ဆိုင်ဖို့ကြိုးပမ်းသွားမယ် ဘောလုံးပေးကင်ထားတဲ့လူဘလော့ပုံစံမျိုးထက်စားလို့ရှိရင်ပြိုင်ဘက်ရဲ့ final zone ထဲမှာပို့ပြီးတော့တိုက်စစ်ဆင်ဖို့ကျွန်တော်ကြိုးပမ်းသွားမယ်ပေါ့ Manchester United ရဲ့နီးပြတက်ရောက်အနေနဲ့ United လိုအသင်းမျိုးမှာလူဘလော့ကစံစံအမြဲတမ်းကြီးကစားကျင်လို့မရဘူးဆိုပြီးတော့သူပြောသွားတယ်ဒါကတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းနေတစ်ချက်ပါဘာလို့လဲဆိုတော့သူနှစ်ခုပြောသွားတယ်ပေါ့နော်နံပါတ်1ကကျွန်တော်ဒီနေ့ပေါ့နော်ဒီပွဲမှာ ရှိတဲ့လူလေးတွေသိတယ်မလားနော်ကျွန်တော်တို့တွေလူစင်းရင်မလုံလောက်တာတွေပြိုင်ဘက်ရဲ့အချီနီတွေဘာတွေနဲ့လူဘလော့ကစားရတယ်ပြောလို့ရှိရင်အချီနီရကျွန်တော်တို့ကဗောနော်လူဘလော့ကောင်တာကစားရတယ်ပေါ့ဗျာကျွန်တော်တို့ဓာတ်ဆောင်လေးပဲကက်စမဲရိုစီကနေပြီးတော့ပူကောင်းတဲ့ performance တွေကျွန်တော်မြင်ရတာပဲကက်စမဲရိုကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် positioning ကစားတဲ့ခါကျလို့ရှိရင်အဆင်မပြေဘူးဗျာဘာလို့လဲဆိုတော့ defensive midfielder တယောက်အနေနဲ့ press resistant မဖြစ်လို့ပဲဘောလုံးအပြက်လွယ်လို့ပဲเนาะကျွန်တော်ဒီ single pivot အနေနဲ့ကစားလို့ကျွန်တော်မရဘူး ။ဒါပေမဲ့ VW ပြင်နေကန်တာကစားတော့လေသူက on position မှာဘလို့မှအဆင်မပြေဘူးပေါ့။အဲ့လိုမျိုးဆိုတော့ဘောလုံးဖြတ်မယ်လုမယ်ဆိုတာတော့ပဲအဆင်ပြေတယ်။ဆိုတော့လက်ရှိ mid block လို့ block က Casemiro တို့အံဝင်ခင်ကြဖြစ်သွားပြီးတော့ဒီပွဲမှာတကယ်ကောင်းတဲ့ performance တွေ Casemiro စီကကျွန်တော်တွေ့ရတယ်။ဆိုတော့ Lindelof ဆိုလို့ရှိရင်လည်းဒီတိုင်းပဲဗျာ။ကျွန်တော်ညီကိုတို့တိတဲ့တိုင်းမှာပဲ injury ပြဿနာတွေကြောင့်လွဲရတာတွေရဲ့ကစားမကူတိုင်းကအဆင်မပြေတော့ပွဲကစားခွင့်တွေကိုကျွန်တော်ထည့်မသုံးတာတွေရဲ့ ဒီလိုကစားမတွေပါလာတဲ့အခါကျတော့ခံစစ်ကြည်လင်မှုအတွက်ပဲပေါ့နော်ကျွန်တော်တို့ကဥစားပေးပြီးတော့ကစားရတာဒါကဒီပွဲအတွက်တင့်တော်တဲ့ပေါ့နော်ကစားပုံကိုသူတုံပြတာပြဿနာမရှိဘူးဗျာကျွန်တော်တို့ကဒါမဆိုးဘူးဗျာနောက်တစ်ခုက Manchester United ရဲ့နီးပြတ်တယောက်ဆိုတာကအမြဲတမ်းပဲဒီတိုင်းကြီးပေါ့နော်ကစားကြင်လို့မရဘူးပေါ့မေဘလော့လို့ပေါ့ကစားကြင်လို့မရဘူးဘာလို့လဲ United ဆိုမှတော့ဗျာပြိုင်ဘက်ကို PRB ကစားကြင်နေပြိုင်ဘက်တက်ပူကောင်းကစားကြင်နေ ပြန်ဘက်ခံစီတဲ့ကိုဒေဒဇက်တိုက်စစ်စဉ်ကစားခြင်းနဲ့ဒါမျိုးကျွန်တော်မြင်ရမှာလောလောဆယ်အချီနီရကျွန်တော်ပေါ့နော်အချီနီမကောင်းသေးတဲ့အတွက်ထပ်ပါတော့ဒီလိုမျိုးတွေကျွန်တော်မြင်ချင်မှမြင်ရလိမ့်မယ်ဒါပေမဲ့လည်းလို့ပေါ့နော်ဒါပေမဲ့လည်းလို့ United အသင်းဆိုတာအမြဲတမ်းတာမျိုးကစားလို့မရအောင်ဒါကိုသူကောင်းကောင်းသဘောပေါက်ထားတယ်ဆိုတော့နောက်ခါတွေးလို့ရှိရင်တော့ပေါ့နော်မတူညီတဲ့ပုံစံနေနဲ့ချင်းကက်ကောင်းချင်းကက်မယ်ဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ကျွန်တော်ရှေ့ရေးရှိမှာ counter attack ပဲမဟုတ်မဟုတ်တဲ့ပေါ့နော်အရာတွေကိုကျွန်တော်ဒီဒီဆွမ်းဆောင်ရည်တွေနဲ့ကျွန်တော်တွေးရမလားကြည့်ရမယ် အဲရှင်းနီးပြတိုင်းကတော့ United မှာယုံကန်တာဒါပဲဘာလို့လဲဆိုတော့သူတို့ကကစားပုံကြီးပြောင်းလဲခြင်းညားတယ်ဒါပေမဲ့လို United ရဲ့ culture နဲ့ပဝန်းကျင်ကကဒီ counter attack တွေပဲအဆင်ပြေလို့ဖြစ်နေတာဒါကြောင့်လည်း possession game ကစားဖို့ပြောင်းလဲပြီးတော့ကျူးပန်းတဲ့နီးပြတဲ့ဒုက္ခရောက်လာတာအခုလည်းပဲ Amorin နဲ့ဒီတိုင်းပဲဒါပေမဲ့လို့သူကတော့လက်ရှိကစားမဆင်းရင်လုံလောက်မှုမရှိတိုင်ပတ်တာတွေအချို့ရှိနေတယ်ဆိုတော့ဖြစ်တဲ့ပုံစံပေါ့နော်အသင့်တော်ဆုံးဖြစ်မဲ့အရာကိုသူပြောင်းပြီးတော့သူကစားသွားတယ်ပေါ့ဗျာဒါကိုသူပြောသွားတယ်ပေါ့နော် ်နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ပြောရရင်အဲဒီနေ့ပွဲအပေါ်ပြောရမယ်ဆိုလို့ရှင်တော့ကိုစောစောပေးလဲရတာမျိုးမရှိဘဲနဲ့ကိုကအရင်ဥဆောင်ကိုတွင်းလိုက်နိုင်တာမျိုးပေါ့နော်ဒီထဲမှာဒီကွင်းထဲမှာဆိုလို့ရှင်မလို့ဘယ်လိုပြောမလဲစိတ်သက်သာရကျွန်တော်ရခဲ့တာတွေကျွန်တော်ရှိတယ်အသက်ရှူချောင်းသွားတာတွေကျွန်တော်ရှိတယ်လို့ပြိသက်တွေစီကနေပြီးတော့အဲခွန်အားပေးတယ်လို့ဒီတော့မှကျွန်တော်ခံစားရတယ်ပေါ့ဗျာဒီချိန်မှာကျွန်တော်တို့အနေနဲ့ပွဲတွေအနိုင်ရဖို့လိုအပ်ပါတယ်ပေါ့နော်စူးစူးစီစီဖြစ်ဖို့ကျွန်တော်လည်းကြိုးပမ်းနေကြတယ် ီနေ့လေဒုတိယပိုင်းမှာတော့ထားပါတော့ဗျာအဲ့ပွဲမှာဒုတိယပိုင်းမှာဂိုးသွင်းဖို့အရင်နီးဆက်ခဲ့တဲ့အခွင့်အရေးတွေကိုကျွန်တော်တို့ကရှိခဲ့တယ်ပေါ့နော်တကယ်လို့ဘယ်လိုပြောမလဲကျွန်တော်တို့တကယ်ကိုရှင်ကစားနိုင်ခဲ့ပြီးတော့အဲ့လိုမျိုးအရေးကြီးနေတယ်လို့သူထင်တယ်ပေါ့နော်အဓိကတော့ဘယ်လိုပြောအခွင့်အရေးတွေလည်းသူတို့ဖန်တီးနိုင်လို့ကိုယ်တွေလည်းဖန်တီးနိုင်တယ်သူတို့တွေအန်ဒီယံများလို့ကိုယ်တွေလည်းအန်ဒီယံများအောင်ကစားနိုင်တယ်ပေါ့အဲ့လိုမျိုးကစားနိုင်မယ်ဆိုလို့ရှင်တော့ဒါအကောင်းဆုံးဖြစ်မယ်ပေါ့နော်အဲ့မယ်ကျွန်တော်နောက်နောက်ကိုစုံမဲ့စားရှိကိုတက်ပြီးတော့ဂိုးရအောင်ကျွန်တော်ကြိုးစားခဲ့တဲ့ခိုက်တန်ကြီးကျွန်တော်ရှိတယ်ပွဲကိုအနိုင်ရမဲ့အခြေအနေတချို့လည်းရှိခဲ့တယ် အာဇနေကလည်းအနိုင်ရဖို့ကစားမအများကြီးကိုအေရီယာပေါက်ထဲမှာဒီကောင်တွေကစားမအများကြီးပုတ်ပြီးတော့ဒီကောင်တွေနိုင်ဖို့ကြိုးပမ်းခဲ့တာပေါ့ကျွန်တော်တို့ဘက်ကတော့ထူးထူးခြားခြားကြီးမရှိပြီးမဲ့ဂါနာချူဆိုလို့ရှိရင်အဲသူ့စီရသည်များဘောလုံးတိုင်းမှာနော်ကျွန်တော်တန်ပြန်ကောင်းကောင်းနာအထွေကောင်းကောင်းကစားနိုင်ခဲ့ပြီးတော့ဒီပွဲမှာဂါနာချူရဲ့အကောင်းဆုံးပွဲတွေကတပွဲလို့တောင်းမှာကျွန်တော်ကအီမြင်တွေ့ရတယ်လို့သူပြောသွားတယ်ဆိုတော့ဘယ်လိုပြောမလဲတကူရှိကောင်းနာတော့ဗျဘယ်တော့နေနေတာဥဆောင်ကိုရလေပူကောင်းလေပဲဟုတ်လားမလားနော်ယူနိုက်တက်က ဥဆောင်ကိုရရင်ပြင်ပေးရလေးရှိတယ်။ဒါပေမဲ့လို့ပေါ့နော်သူများဘက်ကဥဆောင်ကိုရရင်ကိုဒီကိုပြန်လိုက်အတွင်းဖို့မလွယ်ဘူး။ဥဆောင်ကိုရတဲ့အချိန်မှာအဲ့ဒီဥဆောင်ကိုကိုထိန်းထားပြီးတော့အဲ့ဒါနဲ့နိုင်နိုင်သွားနိုင်မယ်။အဲ့လိုမဟုတ်တည်ရင်တည်းပြီးရင်ပြီးသွားနိုင်မယ်။ဒါပေမဲ့လို့ပေါ့နော်သူများဘက်ကကိုးစားသွင်းပြီဆိုတာနဲ့ကိုဒီကတိုင်ပက်ပြီ။ကိုဒီကတိုင်ပက်ပြီးတော့ပေါ့နော်ကျွန်တော်ဒါကိုရဲ့အစီအစဉ်တိုင်းမကစားနိုင်ရတာနဲ့ဗာနဲ့အကုန်လုံးအဆင်မပြေတာဖြစ်ကုန်တာ။ ဆိုဥဆောင်ကိုရတာကအများကြီးအချိန်ကြီးကောင်းသွားတယ်ဆိုတော့အမှန်ပါပဲเนาะဆိုတော့ဘာပဲပြောပြော MO ရင်းရဲ့ကစားပုံနဲ့ပတ်သက်လို့တော့ကျွန်တော်ထူးထူးခြားခြားကြီးမဝေဖန်ခြင်းဘူးဘာလို့လဲဆိုတော့ရှိတဲ့လူစင်းကိုလည်းညီကလေးကြည့်လိုက်အောင်ဗျာဒီလောက်ဖြစ်အောင်လှုပ်ထားတာကိုပဲကျွန်တော်ကအစဉ်ပြေရမယ့်ပုံစံမျိုးဖြစ်နေတာကျွန်တော်ကတော့ဒီဘွဲကရက်လက်ကလုံးဝကိုမကြည့်နဲ့ဘူးသီလားကိုကောင်နေမင်းလုံးဝနိုင်အောင်နိုင်ရမှာကိုရီကျူးကျူးစားကစားခဲ့ရပြီးတော့ခါကျတော့တဲတဲယူသူဖြစ်ခဲ့ရတာဘလို့မှအချိန်ကြီးမကောင်းဘူးဗျာသီလား ဒီပွဲမဆခင်မှာဆန္ဒပြတာတွေနဲ့ပတ်သက်ပြီးတော့သူပြောထားပါတယ်ဒါတွေကတော့သိပြီးတော့ဗောနော်အဲဒီတူတူကြကြာကြီးရှိခဲ့တာမျိုးမဟုတ်တော့ကျွန်တော်ထားလိုက်ပါတော့အထူးသဖြင့်တော့ဟိုကျွန်တော်ပြည်သက်အများစုကကလေးစားအနေနဲ့ဗောနော်အတင်းကိုအပြည့်သက်ရောင်းချဖို့နဲ့ပတ်သက်ပြီးတော့သူတို့တွေကတွန်းအားတွေပါနေပြနေကြတာဟုတ်ဆိုတော့ဒါကိုသူပြောထားတာတွေကโอเคကျွန်တော်ဒီဘက်ကလူတွေစိတ်ဝင်စားမှာကျွန်တော်မဟုတ်တော့ဗောနော်အရေးကြီးပါတယ်ကလေးစားကျွန်တော်မန်ချက်စတာယူနိုက်တက်ကိုအတင်းလိုက်ကြီးရောင်းချဖို့အရေးကြီးပါတယ်100%ဒီကောင်တွေရောင်းချဖို့အရေးကြီးပါတယ်နော် ဆိုညီကတို့အနေနဲ့ရောဒါအန်ဘူရင်ပြောခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ဆက်ပြီးတော့တွေ့ကြပါမယ်ဆွေးနွေးကြပါဦးကျေးဇူးအပြည့်ညီကိုများလုံးကိုကျေးဇူးများကျေးပါတယ်